အောက်မယ်မြို့နယ်လူမှုအခြေပြုဘူဌာန Community Center ခန်းမ၌ဟောပြောပွဲနှင့်ပကြီးပြိုင်ပွဲကျင်းပတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းလင်းကေးခရိုင်မောက်မယ်မြို့နယ်၌မူလာရန်အစဉ်ပကြီးပြိုင်ပွဲနှင့်ဟောပြောပွဲကို လူမှုအခြေပြုဘူဌာန Community Center ခန်းမ၌ယနေ့နေ့လယ်နှစ်နာရီကကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်နန်းမူခန်းက မူလာဒန်းစင်ចောင်းသားចောင်းသူများမူရစ်စေဝါအန်နေရနဲ့ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးအသိပညာပေးဟောပြောခဲ့ပြီးပကြီးပြိုင်ပွဲကျင်းပရခြင်းစီမင်းစည်းကမ်းများပြောကြရာ ပကြီးပြိုင်ပွဲကျင်းပခဲ့ပါတယ်ဆက်လက်ပြီးပကြီးပြိုင်ပွဲတွင်ဆုရရှိသောចောင်းသားចောင်းသူများလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီးပြိုင်ပွဲဝင်ចောင်းသားចောင်းသူများကပြသထားသောမူရစ်စေဝါအန်ဒီယန်နှင့် လတ်စတစ်အသုံးပြုမှုလျှော့ကြရေးအသိပညာပေးနယံကတ်စာဆောင်ဓာတ်ပုံများအားစိတ်ဝင်စားကြည့်ရှုခဲ့ကြကြအောင်သိရှိရပါရခင်ဗျာ